င်္ဂလာပါရှင်အင်ပြန်လန်း channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီတစ်ခါမှာမျှဝေပေးတော့မှာကတော့အန်တီမီမီဝင်းပတ်ရေးသားထားတဲ့ဘဝစုစည်းမှုမရှိသောမြမဒေါ်လာရေးသည်တကြန့်ခံနိုင်ပြီးလိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်ဆိုတဲ့ ့တွေးသူမြင်ဆောင်းပါးကိုမျှပေးတော့မှာဖြစ်ပါတယ်ရှင်။ဒီဆောင်းပါးကတော့2025မတ်လ19ရက် AR Barmis News မှာဖော်ပြထားတာဖြစ်ပါတယ်ရှင်။အန်တီမီမီဝင်းဘက်ကတော့အမေရိကန်စစ်တပ်ကနေအငိမ့်စားယူထားတဲ့ရာရှိဖြစ်ပြီးအခုခါမှာအရှိတောင်အာရှနဲ့မြမလုံချုံကြီးဆိုင်ရာပြည်ဝင်ပြောင်းလဲမှုတွေကိုအထူးပြုနေတဲ့သူတယောက်ဖြစ်ပါတယ်ရှင်။ ဒီဆောင်ပါကလည်း the diplomat မှာပါတယ်မြန်မာ decentralized resistant it to resilient and flexible to cross ကိုဘာသာပြန်ဆိုထားတာဖြစ်ပါတယ်ရှင်ယခုဆောင်ပါကိုကျမတို့အိမ်ပြန်လန်း channel ကနေပြန်လည်မျှဝေခွင့်ပြုဖို့ AR Bamish new ကိုဒီညကနေပဲလေးစားစွာနဲ့ခွင့်တောင်းလိုက်ပါစေရှင်နားစင်လေးလာကြည့်ကြရအောင် 2021ဖေဖော်ဝါရီလမှာမြန်မာစစ်တပ်ကအာဏာသိမ်းတဲ့အခါတမိုင်းတပတ်လဲမယ်လို့အများပြားကယူဆကြပါတယ်။ဖိနှိပ်မှုအတွေ့အကြုံဆယ်စုနှစ်ပေါင်းများစွာနဲ့ကြီးမားတဲ့ပြစ်အားတွေကြောင့်စစ်ကောင်စီကမပြိုလဲနိုင်လောက်အောင်ကြီးတယ်လို့မြင်ကြပါတယ်။1988နဲ့2009ခုနှစ်ကအုံကြွမှုတွေလည်းပဲ 2021ခုနှစ်အစောပိုင်းကဆက်အာနာတိမ့်မှုစန့်ကျင်ရေးဆန္ဒပြပွဲတွေလိုပဲရက်ဆက်ကြမ်းကြုတ်စွာနှိမ်နင်းခြင်းခံခဲ့ရပါတယ်။ဒါ့ပေမဲ့နောက်၄နှစ်ကြာလာတဲ့အခါမြမတော်လိုင်းရေးလှုံ့ဆော်မှုကမျောမန်းချက်များနဲ့ကြောင်းပြန်ဖြစ်ပြီးစစ်တပ်ကဆက်ရှုံးနေပါတယ်။ ဘဝစုစည်းမှုမရှိဘဲအလွန်မြင့်မားစွာလိုသလိုပြောင်းလဲနိုင်တဲ့တော်လိုင်းအင်အားစုတွေထံကိုစစ်ကောင်စီကကြေပြန့်တဲ့ပိုင်နက်နယ်မြေတွေကိုပေးလိုက်ရပြီးဆက်ရှုံးနေပါတယ်။2023ခုနှစ်နောက်ပိုင်းမှာတိုင်းနာလနဲ့ကိုင်းအဖွဲ့အစည်းတွေရဲ့ညှိနှိုင်းထိုးစစ်ကစစ်ကောင်စီရဲ့တနကဖြူဟာအနေထားကိုတစစီကျေမွစေပြီး2024ခုနှစ်ရောက်တဲ့အခါမှာတော်လန်ရေးတပ်တွေကစစ်တပ်ရဲ့အမာခံဒေတာမြို့တော်နေပြည်တော်နဲ့နှီးကပ်လာပါပြီ။ ယခုလိုကြံ့ကြံ့ခံနိုင်တယ်ဆိုတာမြမဒီမိုကရေစီတကားခွင့်နဲ့ကာလတွေဖြစ်တဲ့2017 2021နောက်ပိုင်းပြည်သူစစ်မြေပြင်နဲ့တော်လှန်ရေးသဘောတဘာဝတွေပြောင်းလဲခြင်းကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်ရခိုင်လှူရှားမှုတွေနဲ့မတူပဲလက်ရှိမြမတော်လန်ကြီးကငါးအုပ်တပွဲလှူရှားပါတယ်။ဘို့ချုပ်ကင်မှုနဲပါတယ်။လို့တလို့ပြောင်းလဲနိုင်ပါတယ်။ထိုးနှက်ချက်တစ်ခုတည်းနဲ့ဖြုတ်ခွဲဖို့မဖြစ်နိုင်ပါဘူး။ ီတော်လည်ရေးကငန်းအုံနဲ့လဲတူပြီးအရှိန်အဟုန်ကိုချိန်သိမ်းထားဖို့ခေါင်းဆောင်မှုအလက်ကျပြောင်းပါတယ်။ဒီလိုပြောင်းလဲနိုင်တဲ့တိဆောက်ပုံဆိုတာခွဲစည်းပုံကင်းမဲ့ခြင်းကိုတဏ္ဍာကပြူဟာခွန်အားအဖြစ်နဲ့ပြောင်းလဲပေးလိုက်ပြီးတော့တော်လည်ရေးအင်အားစုရဲ့အနေနဲ့မဆုံမနဲ့ဖိအားကိုထိမ့်သိမ့်နိုင်ပြီးတရုတ်နိုင်ငံလိုမျိုးအင်အားကြီးနိုင်ငံတွေရဲ့ပြင်ပကလို့တလို့အတုံးချမှုကိုခုခံနိုင်စေပါတယ်။ဘဝချုပ်ကင်မှုကင်းမဲ့ပြီးပြင်ပြောင်းလဲနိုင်တဲ့ဒေါ်လာရင်း မြမတော်လိုင်းကြီးကအကွက်ကွဲအပြားပြားဖြစ်နေတယ်လို့ထင်ရပါတယ်ဒီတော်လိုင်းကြီးမှာပြည်သူ့ကာကွယ်ရေးတပ် PDF တွေတိုင်းဒါလက်နက်ကိုင်အဖွဲ့အစည်းတွေဒေသခံပြည်သူစစ်တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့တကူဒီသောညီညွတ်တဲ့အမိတ်ပေးကုတ်ကဲမှုစနစ်မရှိဘဲရောနှောဖွဲ့စည်းထားပါတယ်။လက်ရှိမှာစစ်တပ်ကိုခုခံနေတဲ့ပုံစံကဘိုးအစိုးရအောက်ကနေလဲပတ်တဲ့ယူကရိန်းနိုင်ငံလိုမျိုးနဲ့မတူပါဘူး။ နောက်ပြီးမြမစစ်ကောင်စီစန့်ကျင်ရေးအင်အားစုတွေကခေါင်းဆောင်တဦးတည်းလည်းမရှိပါဘူး။ဌာနချုပ်တစ်ခုတည်းလည်းမရှိပါဘူး။ဒါ့ပေမဲ့ဒီချက်ကအားနိုင်ချက်မဟုတ်ပဲခွန်အားဖြစ်ပါတယ်။အုပ်စုလိုက်နေတဲ့ငားများကဲ့သို့ပဲမတူညီတဲ့အုပ်စုတွေကတစိုက်တစ်ပိုင်းလွတ်လပ်စွာလှုပ်ရှားနေကြပေမဲ့ထောက်လိုင်းရေးတဲ့ရင်းမြစ်တွေနဲ့ဘုံရီမှန်းချက်ပန်းနိုင်ကိုမျှဝေကြပါတယ်။ ီးနီးယားမှာဘုံရီမန်းချက်ကတော့စစ်ကောင်စီကိုဖြုတ်ချပြီး Federal Democracy ထူထောင်ရေးတစ်ခုပဲဖြစ်ပါတယ်။ဒီလိုမျိုးဗဟုချုပ်ကင်မှုကိမဲ့တဲ့ပုံစံကအားတာချက်များစွာဖြစ်စေပါတယ်။ပထမတစ်ချက်ကတော့စစ်ကောင်စီကလောက်ကျန်တက်ဖြတ်နိုင်တဲ့တဦးတည်းသောခေါင်းဆောင်မရှိပါဘူး။တမူးတဦးကိုလောက်ကျန်တက်ဖြတ်တာဒါမှမဟုတ်ဖမ်းဆီးတာကလှုပ်ရှားမှုကိုအင်အားချိနဲ့စေခြင်းလည်းမရှိပါဘူး။ဒုတိယတစ်ချက်ကတော့ စစ်ကောင်စီဖျက်ဆီးပစ်နိုင်တဲ့ဗဟိုဌာနချုပ်မရှိခြင်းဖြစ်ပါတယ်တော်လိုင်းရင်အားစုတွေကအလွန်များပြတဲ့နေပယ်တွေမှာပြန့်ကျဲနေပြီးကြီးမားတဲ့ထိုးစစ်လှုပ်ဖို့ခတ်စီပါတယ်။နောက်တတိယတစ်ချက်ကတော့တော်လိုင်းရင်လှုပ်ရှားမှုတွေကစစ်မြေပြင်အခြေအနေတွေနဲ့လာရောညီထွေပြောင်းလဲစေနိုင်ခြင်းဖြစ်ပါတယ်။စစ်မျက်နှာတစ်ခုမှာနှေးကွေးနေတဲ့အချိန်မှာတခြားစစ်မျက်နှာမှာတိုက်ခိုက်မှုတွေအချိန်မြင့်လာပြီးတော့စစ်တပ်ကိုဟန်ချက်ပြတ်စေပါတယ်။ ဒီလိုတိစောက်မှုပုံစံတွေကတလရင်အင်အားစုတွေအနေနဲ့ထိုးစစ်ကိုရေရှည်ထိန်းထားနိုင်ပြီးစစ်ကောင်စီရဲ့ပြစ်အားနဲ့ရင်းမြစ်တွေရဲ့အသာချက်တွေကိုခြေပြက်လိုက်နိုင်ပါတယ်။ပြန်တန်းနေသောငန်းများအတိုင်းပျောက်မှုစနစ်ဆိုတာကတော့တခုတည်းသောလွှမ်းမိုးတဲ့အင်အားစုကိုမိခိုအားထားတဲ့အစဉ်လာပုံကံမှုတွေနဲ့မတူပဲမြမတော်လန်ကြီးက ပြန်တန်းနေတဲ့ငန်းနေရဲ့ဖွဲ့စည်းပုံအတိုင်းစစ်မြေပြင်အရွေးကိုအခြေခံပြီးတော့ခေါင်းဆောင်မှုကို အလက်ကျကျင့်သုံးပါတယ်။လက်ရှိအချိန်အထိခေါင်းဆောင်မှုလိုင်း၄ခုရှိပါတယ်။နံပါတ်၁ NUG နဲ့ PDF များ2021 2022 NUG ကတော်လန်ရေးရဲ့အစောပိုင်းကာလတွေအတွင်းမှာနိုင်ငံရေးဥတည်ရာလမ်းကြောင်းချမှတ်ပေးပြီး PDF တွေကမြို့ပြပျောက်ကြားတိုက်ခတ်မှုတွေကိုပြုလုပ်ကြတာ စစ်ကောင်စီထိန်းချုပ်မှုတွေကိုနှောက်ယှက်ပြီးပုံမှုကြီးမားတဲ့ထိုးစစ်တွေအတွက်အနေထားပြင်ဆင်ပေးပါရယ်။နံပါတ်1တိုင်းဒေသနဲ့ကိုင်းအဖွဲ့အစည်းများ2023 2023ခုနှစ်အောက်တိုဘာလမှာတအားအမျိုးသားလွတ်မြောက်ရေးတမတော် TLN နဲ့ မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA နဲ့အရကတက်တော် AA တို့ကရှမ်းပြည်မြောက်ပိုင်းမှာတက်တော်ညာနှစ်ခုဆစ်စင်ရေးစတင်ပြီးတော့အဓိကကျတဲ့မြို့တွေစစ်စခန်းတွေနဲ့ပုံတော်ရေးလမ်းကြောင်းတွေကိုတင်ပိုက်လိုက်ပြီးစစ်ကောင်စီကိုအဆုံးဖြတ်ပေးလိုက်တဲ့ထိုးနှက်ချက်တွေကိုပြုလုပ်ပါတယ်။နောက်နံပါတ်3ကတော့အရကတက်တော်ဖြစ်ပါတယ်။2023ခုနှစ်နှောင်းပိုင်းမှ2024ခုနှစ်အစောပိုင်းကာလအထိဖြစ်ပါတယ်။ ရကတက်တော်အေအေကရခိုင်ပြည်နယ်မှာအ धिक ကြတဲ့ထိုးစစ်တွေကိုပြုလုပ်ပြီးပိုင်နက်နယ်မြေတွေတိမ့်ပိုက်ကစစ်တပ်ကဆက်ခွာပေးရပါတယ်။ဒီတစ်ချက်ကတော့အုပ်စုအမျိုးမျိုးကအချိန်လိုက်ဦးဆောင်မှုယူပြီးတော်လှန်ရေးအင်အားစုများရဲ့လူတလူပြောင်းလဲနိုင်မှုကို ပြသလိုက်တာဖြစ်ပါတယ်။နမတ်လေးကတော့စစ်မျက်နှာပေါင်းစုံ EAO ထိုးစက်2024ခုနှစ်မှယနေ့အချိန်အထိဖြစ်ပါတယ်2024ခုနှစ်အစောပိုင်းကို ရောက်လာတဲ့အခါမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ရင်နီမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KLN အနေနဲ့ချင်းလက်နက်ကာရဲအဖွဲ့အစည်းတွေကတီကြားဆစ်စင်ရေးတွေဆင်နွှဲကြပါတယ်ဒီလိုဆင့်မြင့်တာအနေထားရှိတဲ့တဏ္ဍကဗျူဟာကစစ်ကောင်စီကိုစစ်ပန်းစီကပြန်ကျဲစီပြီးတော့တော်လိုင်းရေးကိုနေပြည်တော်နဲ့ပုံမူနီးကပ်စီတာဖြစ်ပါတယ်ဒီလိုအလက်ကျဥဆောင်မှုကစစ်ပန်းချင်းကိုတားဆီးပေးပြီးတော့ဖိအားဇက်တိုက်ပေးနေခြင်းဖြစ်ပြီးတော့အောက်စုတစုကလွှမ်းမိုးတာကိုလည်းကန့်တတ်လိုက်တယ်လို့ဖြစ်စေပါတယ် လှုပ်ရှားမှုကိုပြင်ပကအထူးသဖြင့်တရုတ်ကလိုးတလို့အတုံးကြခြင်းကိုလည်းခံနိုင်ရင်ရှိစေပါတယ်။ငန်းတွေလိုမျိုးပဲအလဲကျဥဆောင်မှုကအဖွဲ့တွေအားလုံးအနေနဲ့၎င်းတို့ရဲ့စုပေါင်းဥတီဘတ်နဲ့ရီမန်းချက်ပန်းနိုင်ကို ရှင်းလင်းတဲ့အမြင်တွေရစေတာကြောင့်အောင်မြင်မှုရှိပါတယ်။စစ်ကောင်စီဘာကြောင့်ရှုံးနေတယ်လဲ။တော်လိုင်းအင်အားစုတွေရဲ့တခြားတစ်ပတ်မှာ စစ်ကောင်စီတပ်တွေကဥတီချက်ပြောင်းနေပြီးတော့ရခိုင်ကမကြုံဘူးတဲ့ဗက်ပြောင်းမှုတွေနဲ့အစုံလိုက်အပြုံလိုက်လက်နက်ချမှုတွေကိုခံစားနေကြရပါတယ်။၎င်းတို့ရဲ့ဥတီယာလမ်းကြောင်းချမှတ်နိုင်မှုနဲ့ညီညွတ်မှုတွေလည်းကင်းမဲ့တာကို ပြသနေပါတယ်။လက်ရှိအချိန်မှာမြန်မာစစ်တပ်ကအကာအကွယ်ကင်းမဲ့နေပါတယ်။ရခိုင်အောင်ကြွမှုတွေနဲ့မတူတာကစစ်တပ်ကဗဟုသမရှိပဲ၎င်းတို့ရဲ့တင်းကြပ်မှုတွေထက်ပုံမှန်မြန်ဆန်စွာ ပြောင်းလဲနိုင်ပြီး ကိုရက်ဒေါ်လာမှုဖြစ်တဲ့တနိုင်ငံလုံးပုံကံမှုကိုရင်းဆိုင်နေကြရပါတယ်။တနအူးအစောပိုင်းကလေနံနှစ်ဖက်နဲ့လောင်းကျေးခွဲဖြန့်ထားတဲ့တရုတ်ကစစ်ကောင်စီကိုထောက်ခံပါတယ်။2024အောက်တိုဘာကရှမ်းပြည်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်တဲ့လာရှိုးကြပြီးတဲ့နောက်တရုတ်အစိုးရက MNDAA နဲ့ TLN နဲ့စတဲ့မြောက်ပိုင်း EAO များကိုစုခွာပေးဖို့ဖိအားပေးပါတယ်။ ဒီလိုပြုလုပ်ခြင်းကမြောက်ပိုင်းမှာအရှိန်အဟုန်နှေးကွေးသွားစေပေမဲ့ဘို့ချုပ်ကင်မှုကင်းမဲ့တဲ့တော်လန်ရေးက AA KNDF KIA နဲ့ KLN စတဲ့အဖွဲ့တွေအနေနဲ့တခြားနေရာတွေမှာတိုက်ခိုက်မှုအရှိန်မြင့်ခွင့်ရသွားပါတယ်။တရုတ်ရဲ့အဓိကကြတဲ့အခြေခံအဆောက်အအုံအများပြားကအခုအခါမှာတော်လိုင်းအင်အားစုတွေရဲ့ထိမ့်ချုပ်တဲ့ဒေတာတွေမှာကြောက်ရွံ့နေပြီးတော့ဒီလှုပ်ရှားမှုတွေပေါ်တရုတ်ဩဇာကအကန့်အသတ်ဖြစ်စေပါတယ်။ တချိန်တည်းမှာပဲအမေရိကန်ပြည်ထောင်စုအာဆီယံနဲ့ဒေသတွင်အရေးပါတဲ့နိုင်ငံတွေကမြမတော်လိုင်းအင်အားစုတွေရဲ့ကြီးထွားလာတဲ့အင်အားကိုအသိမဲ့ပြုတ်လာပေမဲ့ဆက်လက်ပြီးတော့တတိထားနေကြဆဲဖြစ်ပါတယ်။ရှေ့ဆက်ရမယ်လမ်းဖက်ဒရယ်အနာဂတ်တို့မြမတော်လိုင်းကြီးကပုံကန်ဒေါ်လာမှုစီးနှင်းများကို ပုံစံပြောင်းစေပါတယ်။ လူမြောက်ဒေတာတွေမှာစီမံအုပ်ချုပ်ရေးကွဲပြားခြားနားတဲ့နိုင်ငံရေးအကျိုးစီးပွားစစ်ကောင်စီခေလွန်တည်ငြိမ်မှုအာမခံရေးစတဲ့စိန်ခေါ်မှုများရှိပေမဲ့တော်လိုင်းအင်အားစုတွေရဲ့အခြေအနေနဲ့လာရောညီထွေပြောင်းလဲနိုင်တဲ့ဖွဲ့စည်းပုံကတင်နကဗျူဟာအာသာချက်ဖြစ်စေပါတယ်။နေပြည်တော်ကြဆောင်ကန်နီးကပ်လာနေပြီလို့တတိချမပြောနိုင်ပေမဲ့ရခင်ကာလတွေကထပ်ပို့ပြီးတော့လှုပ်တလို့ပြောင်းလဲနိုင်ပါတယ်။ က်သားညီညွတ်တဲ့လှုပ်ရှားမှုတွေနဲ့ရှုံးနေတဲ့ရင်းရှိစစ်ပွဲကိုစစ်ကောင်စီကတိုက်နေရတာဖြစ်ပါတယ်။မြမာရဲ့အနာဂတ်ကစစ်တပ်ရဲ့လက်ထဲမှာမရှိတော့ဘဲစစ်တပ်အုပ်ချုပ်မှုအောက်မှာနေထိုင်ဖို့ငင်းဆန်သူများရဲ့ပုံသွင်းခြင်းကိုခံနေရပါပြီ။အဆုံးထိနားဆင်ပေးကြကြလို့အထူးပဲကျေးဇူးတင်ပါတယ်ရှင်။အရေးတော်ပုံမောက်ချအောင်ရမည်။